ကျော်လျှော့တဲ့နေရာကိုတားလို့ရတယ်အကျော်လျှော့တဲ့နေရာမှာ flow ပါเนาะအများကိုလျှော့တဲ့အကျော်လျှော့တဲ့ပုံစံနဲ့ personal trainer တိတဲ့အကျော်လျှော့တဲ့ပုံစံနှစ်မျိုးရှိတယ်เนาะ personal trainer တိတဲ့အကျော်လျှော့တာအကုန်အကုန်လျှော့မှရ flow ကိုအကျော်လျှော့တဲ့ကျတော့မမျိုး၆မျိုးလောက်ဆိုရင်အဆင်ပြေဟုတ်ပြီเนาะ okay ဒီချက်လုပ်ပြီ okay နံပါတ်1ခါထောင်းမယ်6တော့ကငွေကြီးကုန်းကြည့်တယ်တပေခွက်တော့ချဲတယ်เนาะ okay ခေါင်းလက်ချက်ကလေးဖြည်းဖြည်းလုပ်ရမယ် ကောင်းနေရင်ဒီဘက်ကိုဓာတ်ဒီဝိုင်းမယ်နော်ညီအောင်ဝိုင်းမယ်ဒီဘက်ကို10ကျင်းဟုတ်ပြီဒီဘက်ကို10ကျင်းဝိုင်းပြီးပြီဆိုတာနဲ့ဒီဘက်ကိုပြန်ပြီးတော့10ကျင်းဝိုင်းမယ်10ကျင်းတော့ပြောင်းဝိုင်းရမယ်နော်โอเค10ကျင်းပြောင်းဝိုင်းပြီဆိုတာနဲ့လက်ကလေးကိုဆက်မယ်လက်ကလေးကိုပေါ်ဆက်မယ်အဲအဲ့တော့တမျိုးအနည်းဆုံး10ကျင်း10ကျင်းတော့သွားမှာအဆင်ပြေမယ်ဟုတ်ပြီနော်โอเค10ကျင်းပြောင်းဝိုင်းပြီဆိုတာနဲ့ခြေတော်လေးကိုဘေးကိုချိန်မယ် ျွန်တော်ဝင်ပြီးခွဲတော့ချိန်ပဲဘယ်ချင်ညာလက်စောင်းမယ်ခါးလေးကိုစောင်းမယ်မျက်နှာလေးပါအောင်စောင်းမျက်နှာလေးပါအောင်စောင်းမယ်ဟုတ်လားနှစ်ဖက်ပေါင်းမှတစ်နှစ်ဖက်ပေါင်းမှတစ်ဟုတ်ပြီနော်အဲ့ဒါကို10ချိန်ပြည့်အောင်ခန်းရမယ်ကတ်စတမာကိုကိုယ်ကလည်းရည်ပြရမှာနော်ဘေးရနေပြီး1 2 3 4 5ဆိုပြီးတော့ကိုယ်ကလည်းအကျင့်ရည်ပြရမှာနော်โอเคခြေတော်လေးပူးမယ်ခြေတော်လေးပူးလိုက်မယ်ပြီးတော့ခါးကြောလေးတွေရှော့မယ်10ချိန်ပဲနော်တမျိုးကို10ချိန်ပြီးရှော့ပေးရမှာနော် 1,2,3,4,5,6,7,8,9အလို၁၀ကျဲဒါတော့ဒီဗီဒီယိုပါရိုက်နေတာဖြစ်တဲ့တော်အရင်ဖိုက်ဆက်ကအရင်ကြီးသွားမှာဆိုတော့เนาะ3မျိုးကို10ကျဲ10ကျဲချော်ပြရမှာတော့ပေါ့လားဟုတ်ပါဘူးဗဇက်ကပြောရင်ဗဇက်ကပေါ့ရင်ပေါ့တယ်မပေါ့ရင်မပေါ့ဘူးခဏထောင်မယ်ခဏထောင်ပြီးတော့ခြေဖွားအောက်ကိုလက်ထက်မယ် ချီဒူမပွေးရဘူးဒူကတစ်ဖက်လုံးပွေးလို့မရဘူးအဲ့ဒါကို10ချိန်လျှော့မယ်ဟုတ်လားတစ်ဖက်ကိုပြောင်းမယ်တစ်ဖက်ကိုလည်း10ချိန်လျှော့ရမယ်เนาะအကြာကြီးကပြီးအောင်လည်းရိုက်မယ်ဆိုလို့ခိုင်ဆက်က10မိနစ်ကြော်ရမယ်ဟုတ်လားတော့ခြေတော့ကိုချိန်မယ်ခြေတော့ကိုချိန်မယ်ဘုံငန်လေးလျှော့မယ်ဟုတ်လား10ချိန်ပဲเนาะ10ချိန်ပဲဒီဘက်ကိုပြန်ချိန်10ချိန်ပဲ ဆယ်ကျင်းစီပဲနော်โอเคခြေတော်လေးကိုဟိုးသွားမယ် last word ပုံစံမျိုးလေးသွားမယ်ခြေတော်လေးကိုခြေတော်လေးနောက်နေဆုံးဒီဘက်ကလိုလေးသွားမယ်1 2 3 4 5နော်ဆယ်ကျင်းသွားမယ်ဒီဘက်ကိုလည်းဆယ်ကျင်းသွားမယ်ဟုတ်ပြီနော်โอเคဆယ်ကျင်းသွားပြီဆိုတော့ねတိုင်းလေးတစ်ခန်းကိုကင်တယ်ကင်ကြလေးတစ်ခုမှခြေတော်လေးကိုဆွဲမယ် အောက်ကိုတက်တက်လေးထိုင်မယ်ထိုင်ပြီးတော့ခြေတော်လေးကိုဆွဲချလိုက်မယ်အဲ့ဒါလေးကတော့ဆယ်ဆက်ကန့်ပေါ့နော်ဆယ်ဆက်ကန့်ထားရမယ်ဟုတ်နော်တစ်ဖက်ပြောင်းမယ်တစ်ဖက်လုံးပေါ့အောင်ထိုင်တက်တက်လေးထိုင်မယ်ခြေတော်လေးဆွဲမယ်ဟုတ်ပြီဆယ်ဆက်ကန့်ထားမှာနော်ဟုတ်ကဲ့ပြီးလို့ရှိရင်ခြေတော်ကိုတစ်ခါတစ်ဝက်တင်မယ်တက်တက်လေးမမတ်ကလေးပဲကုန်ကုန်ကြီးမထိုင်အောင်နော်မမတ်ကလေးပဲထိုင်မယ်အဲ့ဒါလေဆယ်ဆက်ကန့်ထားမယ် ဟုတ်ကဲ့နော်ဒီဘက်ကိုတင်မယ်မမကလေးခါလို့မမနေသားအဲ့ဒါဆိုရင်ဒီဘက်ကတင်ဖို့ဖြစ်ဒီရောပါမယ်နော်ဆယ်ဆက်ကတ်ဟုတ်ပြီနော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဆင်းမယ်တယောက်ပဲပြင်မယ်ဒါရင်စနေဒါနောက်ပါမယ်ပြင်မယ်ကျွန်တော်ကပူတာအဖြစ်ဖြစ်လေးဒီရမ်းမပြအောင်နော်ခင်းနေပါမယ်ခုံးလိုက်မကြအောင်အဲ့တော့အဲ့လိုလေးဟင်းဖြီးရှိတ်လိုက်တယ်အဲ့ပါအရင်ရေလို့အောက်ကအရင်မဖြီးချအောင်နော် ဟောဖြည်းဖြည်းလေးပဲရပြီပေါင်တစ်ဖက်ကိုကားမယ်ပေါင်တော့နာနာကအဲအဲ့မှာလည်းဖြည်းဖြည်းလေးပြမယ်ဖြည်းဖြည်းလေးပြရမယ်ဟောပြီတော့ဝဲခြေနောက်တစ်ဖက်တစ်ဖက်ဝင်မယ်ဘက်ကိုပြမယ်အဲ့ဒါကတော့ဟိုပေါ့ flow ကိုလျှော့ပေးတဲ့ပုံစံမျိုးပေါ့နော်အများအများကိုလျှော့တဲ့ပုံစံပေါ့နော်အဲ့တော့ဒါပေမဲ့ personal trainer ကြတော့လိုလာတယ် personal trainer ကျတော့အသေးစိတ်လျှော့တဲ့ပုံစံမျိုးပဲ။နောက် Google နဲ့ဆွဲလိုက်ပါဦး။အဲဒီ Google ဒီမှာဒီ Google မှာအင်းချိုးရောပြလား။အင်းချိုးရောလက်သုံးလုံးဒီမှာအကျော်အာယုံကျော်ဒီဘက်မှာ only အင်းချိုးရောပြလားလက်သုံးလုံးလက်သုံးလုံးဆိုဒီမှာအကျော်တစ်ခုရှိတယ်။ဒီပုံစံဆရာပြလို့နော်။ဒါအရေးကြီးလို့ဘူးကြီးဆွဲရတာပေါ့။အဓိကဒီနားအကျော်လက်မနဲ့ဖိလိုက်တယ်။ဖိလိုက်ပြီးတော့လက်ညိုးလေးဒီဘက်ကဆွဲလိုက်တယ်။ဒါမျိုးလေးနော်။ဖြည်းဖြည်းလေးစိတ်ရှိရှိလေးနဲ့ဆွဲပြရမယ်။ ။ဟောအဲ့ဒါမှသူကကုန်ကြောတက်တာဇက်ကြောတက်တာကြောက်ဆွဲတယ်။ဟောလက်မလေးကမိန်မယ်။အဓိကဒီကလက်မကြီးအကျိုးကငါမရှိဘူး။နော်။ Okay ဒီဇက်ကြောလေးဆွဲမယ်။ဇက်ကြောအဲ့ဒါကမောင်းသွားပြီလား။သူကအဖြားလေးမတော်ဆွဲရနော်။ဒီလက်ခွာရှိရဲ့လက်ခွာလိုလိုခြိုင်လိုက်တာနဲ့ဒီမှာကြောကမမိရ။ဒီလေယောဂန္တာရဲ့ကြောအာယုံကြောကဒီမှာလာ။အုံနောက်အာယုံကြောเนาะဆရာတို့လည်းလည်းဆိုဒီလိုလွတ်လွတ်လပ်လပ်နဲ့ဒီလို မိသွားပြီဆွဲတဲ့ကောင်ကတော့ဒီအရေပြားကြီးကိုဒီလိုကြီးမဆွဲရဘူးအရေပြားဆွဲရင်အရေပြားကြီးတွေနာတာပဲပတ်တယ်အထက်ကဒီအာရုံကြောနှစ်ခုလေးကင်ပြီးတော့ဒီအသားလေးဖလုံးလုံးလေးဒီလိုလေးပဲအဲဒါမျိုးလေးလုံးလုံးလေးနည်းနည်းလေးရှူမယ်အဲနည်းနည်းလေးရှူမယ်တက်ပြီးတော့အဲအဲ့လိုလေးတွေပေါ့နော်ရှူကြည့်နှစ်ခုလေးကင်မယ်ဘယ်ဝဲဆက်ဆက်လိုက်နာပါဟုတ်ပြီဒါကတော့ flow ကိုလျှော့တဲ့ပုံစံမျိုးတွေပေါ့နော်အများကိုလျှော့တဲ့ပုံစံ ¿Por pues qué a ver te callas, no?